မိုးကုံလို့ဆောင်းဦးဆောင်းလွင်ကာလာကိုရောက်ပြီအဲ့တော့ဥတော်မိုးကုံလို့ဆောင်းဆောင်းလွင်ကာလာရောက်မှာဘလူရှက်တရားဒါကြက်တီကိုဟိုခုတ်စီနိုင်တဲ့အချက်တည်းလဲမခုတ်စီနိုင်တဲ့အချက်တည်းလဲအဲဥတော်ဆိုရင်ဒါမိုးကုံလို့ဆောင်းရောက်တဲ့အတွက်ကြောင့်မို့လို့ကြက်တီကိုမနဲ့မိုးလင်းလုံးဝမလှုပ်ဘူးဟောနေပွင့်ကမှပြက်လှုပ်မှာအဲ့တော့အခုလို့နေပွင့်ပြီးနှလုံးကွဲပြီးဆိုတဲ့ကြံနဲ့ကြက်တကောင်ကို အဲ့အိတ်တန်းအနေနဲ့ထွေးလိုက်ထွေးလိုက်တဲ့အချိန်မှာသူ့ဒီဝအောင်တိုက်နော်ဒီဝအောင်တိုက်မယ်ဘာစာမှမတွေ့ဘူးဒီဝအောင်တိုက်ပြီးရတယ်သူကဥရောဂျီမတိုက်တတ်လူလည်းလုတ်ပြန်အဲ့တော့ဂျီဥရောနဲ့တော်တဲ့ကြက်သမားကြီးနော်တကယ်ဆရာကြီးကအများကြီးဂလူခီတီကျင်းပြကြီးရှောက်ပြင်းနေတယ်ဆိုရင်ဥရောတမျိုးမြင်မှာကြောက်တယ်အဲ့တော့ဘုရားလူစလင်းလေးနဲ့တိုက်ရှာလိုက်အဲ့တော့ဂျီတိုက်ပြီးလားဂျီတိုက်ပြီးဆိုတာလည်းပြန်တယ်သူ့ စိမထိုးတဲ့ခရမ်းညင်ဒီတချမ်းနေ့တိုင်းတမနဲ့တိုင်းပုံမှန်တချမ်းတချမ်းတွင်းပြရမယ်နော်အဲ့ဒါတွင်းပြရတယ်ဒီမှာတွေ့လားဒီကောက်ကြီးဆော့လိုက်ညှိရှာပြီးရှောက်နော်ရှောက်ညှိရှာပြီးတော့ဒီကောက်လက်သား3 4မိနစ်ရှောက်ရှောက်အောင်လေးထည့်လိုက်ဒီလောက်လေးရှောက်အောင်ထည့်လိုက်လောက်လေးရှောက်ထည့်ပြီးရင်စပားနဲ့ဆန်နဲ့ရှာပြီးထားလိုက်အဲ့တော့တို့မြမကြီးကတိုက်ကြဗမာတိုက်ကြမှာဟဲ့စပားတဲ့ကောင်းတဲ့ အားသဘာတဲ့ကောင်းတဲ့တက်လုံးနော်သဘာတဲ့ကောင်းတဲ့လက်ဆက်မှုဘယ်အရာမှမရှိဘူးသဘာအကောင်းဆုံးပဲသဘာစားရတဲ့ကြက်လုံးဝအာမခံတယ်ဘောင်း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 နဲ့လက်ဆက်နေရမယ်အမြဲတမ်းကြက်ခုတ်တန်းနေရမယ်ရှူရက်တန်းနေရမယ်ဟင်အဲ့ဒါပြီးရတဲ့တပိုင်တည်းကြက်ကိုနေကင်း72နာရီခွဲလောက်မှာနော်အဲ့လိုစားလေးကျွေးပြီးလှုပ်ပြီးနေကင်း72နာရီခွဲလောက်မှာကြက်ကိုကောက်ပြီးရှံဖို့ကောက်တင်လာလိုက် တနာကြီးခွဲနှစ်နာရီအနာပေးထားလိုက်တိတ်ကောင်းတဲ့အချိန်တခုပဲနော်တနာကြီးခွဲနှစ်နာရီအနာပေးထားလိုက်ပေးပြီးရတယ်ဗျနဲ့ပြတ်လွတ်ပေးလိုက်လွတ်ပေးပြီးအဲ့တဲ့အရေးကြီးရတခုလာမယ်အဲ့ဒါညာခင်တိတ်တဲ့အခါမှာလီမိုးလုံးဝမထိကြရဘူးအခုချိန်မှာ ကောင်းရင်းလီလာတဲ့အတွက်ကြောင့်မို့အဲ့လီကြောင့်နှာပိတ်တယ်ဒါကြောင့်မှအက်စမာဖြစ်နော်အဆုတ်ကံဒါဆိုရင်ကြက်ကရေထဲမှုထဲမှာလေကိုခုမိရတဲ့ဗျနဲ့ ကတူခွိခွိတို့ထောင်မျက်နှာတက်ပြပြီဒါတလွဆုံးမှာဒီနောက်ဆက်မှတ်ချက်တခုပြောထားအောင်နော်ကြက်ကို7နှစ်နာရီကြော်ရနဲ့ရေလုံးကကင်မှုထိကိုမစင်စားနဲ့ဒီလောက်အချက်ဆိုလို့ရှိရင်ဒါမလို့ဒါဆောင်းဝဲမှာခုတ်တိုက်ဝမ်းတဲ့ကိုဆင်းတဲ့ကြက်တကောဖြစ်အောင်ခုတ်လို့ရပြီနော်ဒီလောက်ဆိုရပြီဟဲ့လားကုတော်ခင်ဗျတိုက်ဝမ်းဆင်းမဲ့ကြက်တကောကျမပြီးမလိုက်ဘူးသူကဟုတ်ပါသလားလေ အဲ့ဒီမေကောကတာမှားကြည့်လဲမှားမယ်မှန်ရင်လည်းမှန်မယ်ငါဖြီတော့ဖြီလိုက်မယ်ငါတို့အတွေ့အကြုံပေါ့အဲ့တော့အဲ့ဒီကြက်ကကြက်ဆိုတဲ့အမျိုးကလည်းအသွေးနဲ့အသားနဲ့နေတာနော်အဖူသဘာဝအမသဘာဝနေတာဟုတ်လားတချို့ဆိုရင်ကြက်ဝိုင်းတဲ့ဟိုဆင်းမဲ့ကြက်တွေဆိုရင်ဒါသူတို့ကြက်တိုက်နေတဲ့ကာလာပတ်လဲတခြားလူကြက်သမားတော်တော်များများဟုတ်လားဒီကြက်တွေကိုကြက်မတွေပြေးမလိုက်တော့အဲ့တော့ ဟိုသွေးနဲ့ကိုတားနဲ့ကိုကဖိုးတဘာဝမတဘာဝရဲ့အာယုခံစားမှုကိုကြက်တရားမရှိတဲ့အခါကြလို့ရှင်အာကြက်တရားလန်းစမ်းမှုမရှိဘူးတက်ကြွမှုမရှိဘူးထုံပြင်းပြင်းလေးကန်ကန်နဲ့ဤဆိုင်ဆိုင်တာမျိုးတွေဖြစ်တယ်ဥပဒေတော့ဒီဖိုးတဘာဝမတဘာဝချိတဲ့အတွက်ကြောင့်မလို့ကြက်တီကိုတိုက်ဝိုင်းမစင်းခင်ဟိုဘောကွာတမလောက်တော့ပေးကတ်နော်တမလောက်တော့ပေးကတ်တယ်အဲခုနှစ်ရက်အလူလောက်ကြာရင်တော့ဖြတ်လိုက်တယ်ဟုတ်လား ဟိုဖူတဘာဝအမအမတဘာဝကိုကတော့လုံဆန်လို့မရဘူးအဲ့တော့မင်းဒီလူတိုက်မဲ့ချက်တွေဒီတိုင်းကြီးထားရဆိုရင်ထုံပြင်းပြင်းလေးသေးသေးဤစစလန်ဆန်မှုမရှိဘူးဟဲ့လားတိုက်ခံကြီးခုနှစ်ရက်လူလောက်ရနော်ဖျားရအမလေးတောင်တော့ထားလို့ရပါတယ်လို့နော်ဥတော်တော့ကတော့အဲ့လောက်မထားဘဲနဲ့ဦးမနေတာထားဦးထားတာနော်အဲ့လောက်တော့ထားလို့ရပါတယ်လို့နော်တိုက်ခံကြီးခုနှစ်ရက်လူတော့ဖျက်လိုက်ပေါ့